ဘုန်းကြီးယဟန်တွေကိုလောကဝေဖန်ခွင့်မရှိဘူးလားဝေဖန်ရင်အပြစ်ဖြစ်ပါသလားမေးဘုန်းကြီးယဟန်တွေကိုဝေဖန်ရင်ငရဲကြည့်တယ်အပြစ်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဗျာလူပုဂ္ဂိုလ်တွေကဘုန်းကြီးယဟန်တွေကိုလောကဝေဖန်ပိုင်ခွင့်မရှိဘူးဆိုတာဟုတ်ပါသလားဗျာဖြေမေးတဲ့မေးလိုက်တဲ့မေးခွန်းဖြစ်ပြီးဖြေကိုလည်းကြည်ကြဲပြပြပြန်လဲဆွေးနွေးဖြေကြားပြီးမှကောင်းမယ်လို့ထင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ဘာသာရေးနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုရမှာကို ဘုရားဘာသာရေးအများစုဟာကြောက်ရွံ့ထိတ်လန့်တတ်ကြသလိုဝေဖန်သူရှိရင်တော့မိစ္ဆာတွေတဟုသဖွယ်ရှင့်မြင်တတ်ကြလို့ပါဘုရားဘာသာဝင်မှန်ရင် ကလေးဘွားတွေကငရေကြည့်လိုက်မယ်ဆိုတဲ့စကားနဲ့ကြီးပြင်းလာကြရတာမို့ဘုရားဘာသာဝင်မှန်ရင် အာလုံနိဗ္ဗာန်ကငရေကြည့်မှကြောက်ကြတာစမ်းတော့လည်းမစမ်းပါဘူးမြတ်စွာဘုရားရှင်ကဝိပဿနာဝါဒတော်ရှိပေမဲ့ရှင်ဟန်းတွေပဲဖြစ်ဖြစ်ဘာသာဝင်တွေပဲဖြစ်ဖြစ်ကိုယ်တိုင်ဝေဖန်ရင်းလောရပါကိုလည်း တင်မလောက်ကြောက်ကြသလိုဝေဖန်ခံလိုက်ရပြီဆိုရင်လည်းငါ့ကိုကောင်းစေခြင်းလို့အပြုသဘောဝေဖန်တာလားဂုဏ်သိက္ခာညွှန်းနှောင်းအောင်လို့အပြတ်သဘောကဲ့ရဲ့အတင်းဆိုရှုတ်ချပြီးပြောလာလားဆိုတာကိုမွေခွဲတော့ပဲမင်းကဘလော့တော်ကောင်းလေလို့လဲဆိုတဲ့စကားလုံးချင်းချင်းတွေနဲ့ပြန်လည်တုံ့ပြန်တတ်ကြပါတယ်ပညာမတော်ဝေဖန်ရရင်ဒါပညာမဲ့ခြင်းရဲ့အစားဖြစ်ပြီးလူမိုက်တွေရဲ့လက္ခဏာလည်းဖြစ်ပါတယ်ပုပ္ပယုံเจ้าမကြီးဝိဒါခာဟာထေရဝါဒဗုဒ္ဓသာသနာတော်မှာနေလိုလလိုထင်ရှားကျော်စောပါတယ် ဝိသခာကျောင်းမကြီးဟာရဟန်းတော်တွေကိုအကူလိုမောင်လိုတားလိုလေးစားကြည်ညိုချစ်ခင်မြတ်တော်တဲ့သူဖြစ်ပြီးရဟန်းတော်တွေသာသနာဝင်ကိုအာတွန်ကြိုးပမ်းဆောင်ရွက်နိုင်အောင်အဖက်ဖက်ကလူလူသိမရှိထောက်ပံ့လူလန်းသူတို့လည်းဖြစ်ပါတယ်ဝိသခာကျောင်းမကြီးဟာလူလန်းစရာရှိရင်လည်းလူလူသိမရှိလူလန်းတတ်ပြီးရဟန်းတော်တွေကိုစိုးစိုးမစရာရှိရင်စိုးမတတ်တယ်လို့ဝိပန်စရာရှိရင်လည်းဘွေမင်းကြီးအာမနာတာဝိပန်တတ်သူဖြစ်ပါတယ်ဝိသခာဟာ တောင်းမိမိပေါ်များပြီးအသက်လဲရှိတာကြောင့်အလွန်မင်္ဂလာရှိသောသူလိုမြို့သူမြို့သားများကအတိမတ်ပြုပြီးဘာသာကြားတို့ကစလက်ထက်မင်္ဂလာဆားရှိသောကိစ္စတို့၌ပင့်ဖဲ့ပြီးဥစွာကျွမွေးအခန့်ကဤသူတို့သားနဲ့သူတို့သမီးသည်အရှင်မကဲ့သို့အသက်ရှိစွာအနာကင်း၍ချမ်းသာခြင်းနှင့်ပြည့်စုံပါစေလို့ဆုတောင်းကြပါတယ်။ဒီနေ့မှာတော့ဖိတ်ကြားထားတဲ့မင်္ဂလာဆောင်အိမ်ရောက်မှာဥရာကြီးဆိုတဲ့ယဟန်တစ်ပါးဟာသူတို့သမီးနဲ့အတူအခန်းတစ်ခန်းထဲမှာနှစ်ယောက်တည်းစကားပြောနေတာကိုမြင်လိုက်ရပါတယ်။ မြင်လင်မြင်ချင်းပဲအခန်းထဲဝင်သွားကအရှင်ပြမာတုကမနဲ့နှစ်ယောက်တည်းမဖွဲမရပြုနေတဲ့နေရာမှာစကားပြောနေတာမသိတော့ပါဘူးအရှင်ပြကယုဒသာပြောဆိုနေတယ်ဆိုရင်တော့လူများကအရှင်ပြတို့ယုဒသာပြောဆိုနေတယ်ဆိုတာယုံကြည်ကြမှာမဟုတ်ပါဘူးလို့ပြောဆိုဆုံးมาပါတယ်ဥရာယဟန်ဟာပြောစကားနားမထောင်တာကြောင့်ဝိတာက လမ်းပေါ်ထွက်ပြီးဥရာယီကိုတော့မင်းကလေးနဲ့အတူစိတ်ကြွေရအရက်မှာနှစ်ယောက်တည်းထိုင်စကားပြောနေပါတယ်ဆိုပြီး လမ်းပေါ်သွားနေတဲ့ဘုန်းကြီးယဟန်မှန်သမ ्या ကိုရှောက်ထားပါတယ်။ယဟန်တွေကလည်းဖះကိုပြန်လျှောက်ကြပါတယ်။အဲဒီခါမှာဘုရားရှင်က သိက္ခာပုပညတ်တော်မူပါတယ်။ဝိတာကပြောဆိုဆုံးမဝေဖန်စရာရှိရင်ယဟန်တွေကိုလည်းကြွေးမထားပဲပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။ဘုရားရှင်လက်ထက်တော်ကမဇိကတန်ခါမျိုးမှာစိတ်ဓာတ်တူကျဲဆိုတာရှိခဲ့ပါတယ်။သူကပိစဝေကီတွင်ပါဝင်သောမဟာနန္ထေရံမှတရားနာပြီးသောတာပန်တည်ခဲ့သူပါ။မဟာနမထေရက သူလူရဲ့အကြောင်းမှာတရေမသုံးတာမို့သူတမအမိရှိတဲ့ရဟန်းတစ်ပါးကိုကြောင်းအပ်ကာကိုးွယ်ပါတယ်။ဒါလို့အဲ့ဒီမျိုးကိုရှင်သာရိပုတ္တရာမထေရနဲ့ရှင်မဘောဂလံမထေရတို့ဟာနောက်ပါရဟန်းတစ်ထောင်နဲ့အတူရောက်ရှိခဲ့ပါတယ်။စိတ္တသကျေဟာရှင်သာရိပုတ္တရာမထေရမှာတရားနာကြပြီးနာဂံဖြစ်သွားပါတယ်။တည့်ရက်မှာသကျေကအဂတဝါနှစ်ပါးကို အိမ်ဆွစားကြွားဖို့ပြင်ဖိတ်ပါတယ်။ပြီးမှကျောင်းနိုင်ဖြစ်တဲ့သူတမရဟန်းကိုပြင်ဖိတ်ပါတယ်။ သူမယန်းဟာသူ့ကိုအရင်ပိတ်ဖိတ်လို့စိတ်ဆိုးကညင်းလွတ်လိုက်ပါတယ်။သူမယန်းဟာနောက်နေ့စွန်းစားရင်ကျတော့စိတ်ဓာတ်တကျဲအိမ်ကိုသွားပါတယ်။အိမ်ရောက်လာတဲ့သူမယန်းကိုစိတ်ဓာတ်တကျဲကကောင်းမွန်ချူသားစွာနဲ့အရှင်ပြားဒီနေရာမှာတရင်တော့မှာလို့ရှောက်ထားတဲ့အခါမှာငါစွန်းစားလာတာမဟုတ်ဘူးလူဝယ်ဝတ္ထုတွေကိုလာကြည့်ရလို့ပြောပြီးဟိုဟိုဒီဒီတခဏမြကြည့်ကတကားတင့်လူဝယ်ဝတ္ထုတို့သည်မပြပဲစွာသို့တော်ကား နန်းကျုံမုတ်ကမပါချေဆိုပြီးစိတ်ရတကျစိတ်ဆင်းရဲအောင်ပြောပါတယ်စိတ်ရတကျတို့မျိုးကနန်းကျုံမုတ်တွေပါအရှင်သူတို့မှအရှင်ကတခဏမျှပဲနားရရှုတော်လဲအကုန်စင်မြင်တတ်သောကြီးကန်းနဲ့တူပါပေတယ်လို့စိတ်ရတကျကပြန်ပြောလိုက်တဲ့အခါမှာစိတ်ဆိုးပြီးဒီတကျရဲ့အကြောင်းမှာငါမနေဘူးလို့တွေးပြီးအဇူပြီကဖျားရှင်စီကိုသွားပါတယ်မိမိကိုလာရောက်တဲ့သူတို့မရဟန်းကိုဖျားရှင်က နောက်ခုဆက်စကားပြောကြပြီးဘာကြောင့်ရဇဂျိုကိုပြောင်းရှိခဲ့တာလဲဆိုတာကိုမေးမြန်းတော်မူပါတယ်။သူတို့မှယဟန်ကလည်းဖြစ်ချောင်းကိုစင်လျှောက်ထားပါတယ်။ဒီကမှာဘုရားရှင်ကစိတ်ဓာတ်တို့ရဲ့အပြစ်မဟုတ်တင်းရဲ့အပြစ်သာဖြစ်တယ်။စိတ်ဓာတ်တို့ကိုသွားတောင်းပန်ချေဆိုပြီးမိန်တော်မူခဲ့ပါတယ်။သူတို့မှယဟန်လာတော့မန်တာကိုစိတ်ဓာတ်တို့ကသူတို့မှယဟန်မာနကြစေလိုတာကြောင့်ခွင့်မလွတ်ပါဘူး။ဒီဒီကမှာသူတို့မှယဟန်ကဘုရားရှင်စီပြန်ပြီးလျှောက်ထားရပါတယ်။ဘုရားရှင်ကလည်းပြန်သွားပြီးတောင်းပန်ခိုင်းပါတယ်။ဒီလိုနဲ့ ၃ညင်၃ကသွားလိုက်ပြန်လိုက်လုပ်ပြီးမှခွင့်လွှတ်ပေးပါတယ်။သူတို့မှယဟန်လဲတိတ်မကြခင်မှာယန်းသာဖြစ်သွားခဲ့ပါတယ်။တခါမှလည်းပဲသွားရပန်ရိယာမှာဖြစ်တဲ့ခောတကတထေကြီးတို့ဦးဆောင်သောခောတဗီမျိုးကတခါတခါမှတွေဟာအချင်းတီလာအင်မတန်ဆင်ကျင်ရတဲ့ယဟန်တော်များအတ္တမာနကိုအခြေခံပြီးဖြစ်တဲ့စိတ်ဝမ်းကွယမှုကိုပြန်လည်ညှို့စေဖို့အတွက်ဝါရင်းသုံးလကာလပတ်လုံးဆုံးလောင်းလူချင်းမရှိပဲယန်းတော်တွေကိုအကြက်ခံကညှို့ဆော်နေထိုင်ကြအောင်ပြုလုပ်ခဲ့ပူပါတယ်။ ထက်ပါဝတ္ထုတွေကိုထောက်ဆပြီးတော့သာတော်တော်ကြီးစင်ကြယ်စေဖို့အတွက်အပြုသဘောဆောင်တဲ့စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင်ရဟန်းတန်ဃာတွေကိုဝေဖန်ရုံမကလိုအပ်ရင် အကြက်ကန်ပြီးတော့ဆုံးမနိုင်ပါနဲ့ဆိုတာလည်းပြင်မှာဆင်သွားသလိုထင်ရှားလာပါတယ်ရဟန်းတန်ဃာတွေကိုကောင်းစေလို့၍အပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးပြုလုပ်တာဟာအပြစ်မရှိသလိုငရဲလည်းမကြီးပါဘူးဒကာဒကာမတွေအနေနဲ့ဤကဲ့သို့ဝေဖန်မှုမျိုးကို ပြုလဲပြုလုပ်သင့်ကြပါတယ်ဒါမှသာလေသာသနာတော်ကြီးဟာစင်စင်ကြင်နဲ့ အတွက်ရှိတည်တတ်နိုင်မှာဖြစ်ပါတယ်ဒုတိယရွှေရှင်သာသနာပိုင်းဘာသာဒီကာကျမ်းပြုကျော်အက္ခမဗန္ဒီတာကျေးဇူးတော်ရှင်အမရပူရာမဟာကဏ္ဍယုံဆရာတော်ဖျားကြီးကဤဝိဒါကဝတ္ထုကိုမှတ်ချက်ထားပြီးယခုကာလ၌လည်းသာသနာတန်ရှင်းစီလိုသောသဘောဖြင့်မတော်မတည့်ပြုကျင့်သူများကိုယဉ်ကျေးစွာပြောဆိုတားမြစ်နိုင်ကဲ့ရဲ့ရှုံးချနိုင်၏ထို့သောကဲ့ရဲ့ရှုံးချမှုကြောင့်တစုံတစ်ခုမြတ်အပြစ်မရှိကြလို့ဖျားဥပဒေတော်ကြီးကျမ်းမှာရေးသားတော်မူခဲ့ပါတယ် ဒါကြောင့်ယဟန်တန်ဃာတွေကိုကောင်းစေလိုတာကြောင့်အပြည့်သဘောဆောင်တဲ့ဝေဖန်မှုပြုလုပ်ခြင်းကြောင့်အပြည့်မဖြစ်သလိုငရေလည်းမကြီးဆိုတာသိမှတ်နားလည်ထားကြရပါမယ်။ရုံမာသောစိတ်နေစရာနဲ့အပြည့်မရှိအပြည့်ရှာပြီးရှုပ်ချဝေဖန်တာမျိုးကတော့အပြည့်ရှိပါတယ်။ငရေကြီးပါတယ်။ဘာမောခါကျုပ်ဆရာတော်ဗရဏဒေါက်တာအရှင်နန္ဒမာလာပြေဝင်တာ